ိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ကျမအနေနဲ့မိဘပြည်သူများနိုင်ငံတော်လုံးကသတင်းလေးတွေမပြောပြခင်မှာမိဘပြည်သူများအတွက်အကျိုးရှိစေမဲ့သတင်းလေးတစ်ခုကိုအရင်ဆုံးမျှဝေပေးချင်ပါရှင်။အဲ့ဒါလေးကတော့ငလင်ဘေးဒဏ်တင့်ပြည်နောက်မှာကျမနိုင်ငံမှာပြိုလဲခဲ့တဲ့စီးပွားရေးတွေရှိပါရှင်။ဒီစီးပွားရေးတွေကိုပြန်လည်ထူထောင်ဖို့ကုစားဖို့အတွက်နိုင်ငံတော်ကဆွေးနွေးပွဲတည်ရကျင်းပဖို့ရှိပါရှင်။အဲ့ဒီဆွေးနွေးပွဲလေးမှာစိတ်ပါဝင်စားတဲ့သူတွေလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒီပွဲလေးနဲ့ပတ်သက်တဲ့အချက်အလက်လေးတွေကိုကျမပေးပါမယ်ရှင်။ ကြံကြမ်းဝင်ဌာနနဲ့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝင်ဌာနတို့ကြီးမှုပြီးတော့မြမပုံရေးခုံညွှန်းရေးအဖွဲ့ကစီစဉ်ကျင်းပတဲ့ငလင်ဘေးအလုံးမြမစီးပွားရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းဆိုတဲ့ဆွေးနွေးပွဲကိုမေလ30ရက်နေ့ကပြီးတော့31ရက်နေ့မှာဆိုရင်ဒီပြည်မှာရှိတဲ့မင်္ဂလာသီရိဟိုတယ်မှာကျင်းပမှာဖြစ်ပါရရှင့်ဒီသုံးသက်ဆွေးနွေးပွဲလေးမှာဆိုရင်မန္တလေးငလင်ကြီးရဲ့တဲ့စီးပွားရေးအပေါ်တိုက်ခတ်မှုတွေစီးပွားရေးပြန်လည်ထူထောင်တဲ့အခါမှာစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေစီးပွားရေးပြန်လည်ကုစားခြင်းအတွက်စုပေါင်းအဖြစ်ရှာခြင်းပေါ့နော်ဒီခေါင်းစဉ်လေးတွေပဲဆွေးနွေးကြမှာဖြစ်ပါရှင့် လာပြီးတော့ဆွေးနွေးပေးမဲ့ပုံကိုတွေကတော့ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ UNFCCI ညီနောင်အသင်းအဖွဲ့များမှတာဝန်ရှိသူတွေပြည်တွင်းမှာရှိတဲ့ MSME လုပ်ငန်းရှင်တွေနဲ့စီးပွားရေးနဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေကကျွမ်းကျင်ပညာရှင်တွေပါဝင်ဆွေးနွေးတော့မှာဖြစ်ပါရှင့်။ဒါ့အပြင်နိုင်ငံတကာကစီးပွားရေးကျွမ်းကျင်ပညာရှင်တွေနဲ့လေ့လာသုံးသပ်သူတွေလည်းပါဝင်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါရှင့်။ကိုပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်ထားကြတဲ့မိဘပြည်သူများအတွက်တော့သတင်းကောင်းလေးပါပဲရှင့်။ရှားတော့ရခဲ့ခွင့်ရလေးမှာဒီဆွေးနွေးပွဲလေးကိုလာရောက်ပြီးတော့ ်လေ့လာကြဖို့အတွက်လည်းကျွန်မဖိတ်ခေါ်ချင်ပါရှင်ပွဲလေးကိုလာရောက်ပြီးတော့မတက်ရောက်နိုင်ဘူးဆိုရင်လည်းဒီပွဲလေးကိုပေါ့နော်သုံးသက်ဆွေးနွေးပွဲကျင်းပနေမှုတွေကို MY website အပါဝင် Myanmar Narrative Facebook page ရဲ့ MRTV Facebook page တွေမှာ direct live ထုတ်လွှင့်ပြီးတော့ပြသတော့မှာဖြစ်ပါရှင်ကိုယ့်ရဲ့နေအိမ်ကနေလည်းဒီဆွေးနွေးပွဲလေးကိုလေ့လာနိုင်ပါရှင်တကယ်လို့ဆွေးနွေးပွဲတက်ရောက်ဖို့တက်စိတ်ပါဝင်စားရတယ်ဆိုရင်တော့ Myanmar Narrative Organization ကို founding ပြီးတော့အမည်စင်းပေးသွင်းပြီးပွဲလေးကိုတက်ရောက်နိုင်ပါရှင် ကဲလို့အခြားသိလို့ရတဲ့အရာရှိမှဆိုရင်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသုတေသနနဲ့သတင်းချက်လက်ဌာနကွယ်ဖုန်းနံပါတ်3963 3142ကိုရုံးချိန်အတွင်းနဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆိုပြီးတော့မြမအလဲသတင်းစာမှာကြေညာလေးထည့်ထားပါရှင့်။ဒါကြောင့်မိဘပြည်သူများအနေနဲ့ဒီပွဲလေးကိုတက်ရောက်ဖို့အတွက်ကျွန်မတိုက်တွန်းချင်ပါတယ်။မတက်ရောက်ဖြစ်လို့ဆိုလဲကိုယ့်ရဲ့အိမ်ကနေပြီးတော့ပေါ့နော် live ကိုကြည့်ရှုလေ့လာကြပါရှင့်။ မန္တလေးငလင်ချင်းဖြစ်ပွားပြီးရနောက်မှာဆိုရင်ကျမောက်နိုင်ငံမှာဖြစ်ပေါ်သွားခဲ့တဲ့စီးပွားရေးအကျပ်တဲတွေကိုဒီပွဲလေးရနေပြီးတော့ဆွေးနွေးသုံးသပ်အပြေရှာနိုင်ကြမယ်လို့ကျမမျှော်လင့်ပါရှင့်။ဒါကြောင့်စီးပွားရေးကိုစိတ်ပါဝင်စားတဲ့သူတွေရောစီးပွားရေးလုပ်ငန်းရှင်တွေရောအားလုံးစုံညီစွာတက်ရောက်ကြမယ်လို့လည်းမျှော်လင့်မိပါရှင့်။ဒီပွဲလေးရနေတဲ့စဉ်ကျမောက်နိုင်ငံရဲ့စီးပွားရေးကိုပြန်လည်ကယ်တင်နိုင်မယ့်နည်းလမ်းတွေရှာဖွေတွေ့ရှိပါစေလို့လည်းကျမတို့ Prime Media ကဆန္ဒပြုပါရရှင့်။မိမပြုများရှင့် TNL အဖွဲ့ရဲ့ ခြေစွမ်းထန်နေမှုပေါ့နော်အဲ့ဒါလေးကိုကျွန်မသတင်းလေးတွေနဲ့သုံးသပ်ပေးချင်ပါရှင်သုံးသပ်တင်ပြပေးချင်ပါတယ်တရားနေလည်းလက်ကလည်းအဖွဲ့ရဆိုရင်မိဘပြည်သူတို့သိရတဲ့အတိုင်းပါပဲလက်ရှိမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ်ဆန်မန်တုံနမတူကြောင်မဲကုတ်ခိုင်နမ်ခမ်းတီပေါ်နောင်ချုံနဲ့မိုးမိတ်မိုင်းလုံးမိုင်းငော့နဲ့ပေါ့နော်ပြီးတော့မန္တလေးတိုင်းမိုးကုတ်မြို့တွေကိုအစံဘတ်တက်ခိုက်ပြီးတော့အချို့နေရာတွေကိုထိမ့်ချုပ်ထားတယ်ဆိုတာမိဘပြည်သူများအားလုံးသိရှိပြီးသားပါပဲရှင့်ပြီးတော့အဲ့လိုထိမ့်ချုပ်ပြီးရခါမှာဆိုရင်တို့ရဲ့အုပ်ချုပ်ရေးရန်နေရာတွေကိုလည်းစိတ်ကြိုက်ဖော်ဆောင်နေပါရှင့် အခုဆိုရင်ဒီ TNL လေးအကြမ်းဖက်ထိ ंछ ုံရနေမြေမှာဆိုရင်ကားလိုက်စင်တွေပြုတ်လုတ်ပြီးနေဆိုပြီးသိရပါတယ်ရှင့်လိုင်စင်ပြုတ်လုတ်ကနေတဲ့2သိန်းရနေပြီးတော့9သိန်းချက်အထိသူတို့ကိုဝန်ဆောင်ကပေးရပါတယ် TNL လေးကနေပြီးတော့22ရက်နေမှာကားလိုက်စင်တွေလုတ်ပေးမယ်ဆိုပြီးတော့ထောက်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်ရှင့်ကားလိုက်စင်တွေကိုလည်းလာမဲ့မေလ25ရက်နေ့ကနေဒီဇင်ဘာ31ရက်နေ့အထိနန်ခမ်းနဲ့နမ်ဆန်မြို့နယ်မြို့နယ်တွေမှာပေါ့နော် TNL ရဲ့မော်တော်ရှင်မှတ်ပုံတင်ကြီးကြပ်ရေးဌာနကပြုတ်လုပ်ပေးမှာဖြစ်တယ်လို့သိရပါဗျ။ ့ဒီမျိုးတွေမှာအရင်ဆုံးလုတ်ပေးမှာပေါ့နော်ပြီးရခါမှာအခြားမျိုးတွေကိုဆက်လက်ပြီးတော့လုံဆောင်ပေးမှာဖြစ်ပါရဲ့အခုလိုမျိုးကားလိုင်စင်တို့စိုက်ကယ်လိုင်စင်တို့ပေါ့နော်ပြုတ်တဲ့စီမံချက်ကာလပြီးဆုံးလို့ရှိရင်ကားလိုင်စင်မရှိတဲ့သူတွေသူတို့အရေးယူမှုတွေပြုတ်လို့သွားမယ်ဆိုပြီးကြေညာထားပါရဲ့ကားလိုင်စင်တွေဟိုးရဲ့တရားနယ်လေးထိ ंछ ုပ်ရဒေသတွေဟိုပေါ့နော်ဖြတ်တန်းသွားတဲ့ကားတိုင်းပြုတ်လို့အောင်မှာဖြစ်ပြီးတော့လိုင်စင်တက်တန်းကိုနှစ်နှစ်တတ်မှတ်ထားတယ်ဆိုပြီးတော့ဒီ TNL လေးကပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကနေပြီးတော့မီဒီယာတွေထုတ်ဖော်ပြောကြားထားပါရဲ့ဒါလေးကတော့ TNL လေးရဲ့လုံဆောင်ချက်တွေအများကြီးတဲ့သတင်းလေးတစ်ခုပေါ့နော် ီတော့သူတို့ဟာဆိုရင်ဒီလိုမျိုးကားလိုက်စင်တွေလုတ်ပြီးပေါ့ရှင်လုတ်တဲ့လူတွေလည်းလုတ်နေကြပြီပေါ့မလုတ်လို့လည်းမရဘူးလေသူတို့เนี่ยအဲ့ဒီဒေသတွေမှာလောလောဆယ်ထိတွေ့ဆက်ဆံနေရတာဆိုတော့သူတို့ကလုတ်ဆိုလုတ်ရတာပေါ့ရှင်သူတို့ကပတ်စံတောင်းလို့ပေးရတာပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကြတော့ဒါမီဒီယာအနေနဲ့ပေါ့နော်မေးခွန်းထုတ်ချင်တာက TNL အနေနဲ့ကအခုလိုမျိုးကားလိုက်စင်တွေလုတ်ပေးတယ်ပေါ့နော်သူတို့အခုထိန်းချုပ်တဲ့ဒေသတွေမှာကားလိုက်စင်လုတ်ပေးရဆိုတော့ဒီကားလိုက်စင်တွေနဲ့ရန်ကုန်တို့မန္တလေးတို့သွားလို့ရပါသလားရှင်ရန်ကုန်မန္တလေးသွားမယ်ဆိုဒီကားဆရာတွေကဘာလိုက်စင်နဲ့လာမှာလဲရှင့်ဒီလိုက်စင်တွေဟာတရားဝင်မှုရှိပါသလား ါလေးကိုတော့နံပါတ်1မေးခွန်းနေကျွန်မမေးချင်ပါရှင့်နောက်ထပ်မေးချင်တာလေးတစ်ခုကကြတော့အခုလာမယ့် August လမှာဆိုရင်မြမတက်မောင်နဲ့ TNL လေးဆွေးနွေးပွဲထက်ရှိရဲဆိုပြီးကျွန်မတို့သိထားပါရှင့်ပထမချိန်ဆွေးနွေးတာဆင်မပြေဘူးပေါ့နော်ဒီတော့ August လမှာစပြီးတွေးဆုံပြီးဆွေးနွေးကြမယ်ပြန်တွေးဆုံဆွေးနွေးကြမယ်ပေါ့အဲ့ဒီဆွေးနွေးပွဲမှာအဆင်ပြေသွားခဲ့လို့တရုတ်ရဲ့စစ်ဆန်ညှိနှိုင်းမှုတွေနဲ့အဆင်ပြေသွားခဲ့လို့ရှင့် TNL လေးကအခုထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုတက်မတော်ကိုပြန်ပေးလိုက်ရမယ်ဆိုရင်အဲ့ဒီကားလိုက်စင်လေးရဲ့လောက်ထားတဲ့ပတ်စံလေးကိုပြန်အမ်းပေးမှလားရှင့်ဒါလေးကိုကျွန်မမိကုန်းထုတ်ချင်ပါတယ်နော် ကားလိုက်စင်အတွက်ကိုပတ်စံနေပေးထားတာသူတို့တွေကဒီမှာတသက်လုံးတည်နေနေပါမယ်လို့ဘယ်ဖះမှာဟောမထားအောင်ရှင်ဘယ်သူမှလည်းအာမမခံထားအောင်သူတို့ကိုယ်တိုင်တော့သူတို့အာမမခံထားအောင်သူတို့တသက်လုံးဒီမှာရအောင်နေမယ်ရအောင်တည်နေအောင်နေမယ်လို့အာမခံပါသလားရှင်အာမမခံနိုင်ဘူးသူတို့လေနိုင်ငံရေးအခြေအနေရစီရေးအခြေအနေရသူတို့ဒီမျိုးတွေကိုအချိန်မြင့်လက်လွတ်ဆုံးရှုံးသွားရနိုင်တဲ့သူတွေဒီတော့ခက်တီတီနဲ့ကားလိုက်စင်တွေလောက်ခိုင်းနေဆိုတော့သူတို့ကဒီမျိုးမှာမနေတော့ဘူးဆိုရင်အဲ့ဒီလိုက်စင်ကားတွေပြန်ပေးမှာလား ဒါကျမအနေနဲ့ဒုတိယမိကုံးလေးထုတ်တာပါရှင်ကျမတို့ကအပွေးမြင်အပင်သိတယ်ရှင်အပွေးကိုမြင်တဲ့ဒါဘာပင်လဲဆိုတာသိပါတယ်ဘာအကွက်တွေချိုးနေလဲဆိုတာသိပါတယ်ရှင်ဒီတော့သူတို့ချိုးနေတဲ့အကွက်လေးကိုကျမသုံးသပ်ပြီးတော့တင်ပြပေးပါမယ်ကျမခုသုံးသပ်ချက်လေးကိုမှတ်ထားပါနောက်ထပ်များမကြတော့ကာလမှာကျမသုံးသပ်တဲ့အတိုင်းဖြစ်လာလားမဖြစ်လာလားဆိုတာမိဘပြည်များစောင့်ကြည့်ကြပါရှင် TNL ရဲ့အကွက်တွေပေါ့နော်အကွက်တွေခင်းနေတာကိုကြည့်ရခြင်းအဖြစ်အော့ဂတ်စလမှာဆွေးနွေးပွဲတွေ့ဆုံတဲ့အခါမှာပထမအဆင့်ညှိနှိုင်းမှုတွေကိုကောင်းကောင်းလုပ်တော့မယ်လို့ကျွန်မထင်တယ်ရှင့် အဲ့ဒီအနေမှာနောက်ထပ်ဆွေးနွေးပွဲတစ်ခုဆိုရင်ကူးကျင်လဲကူးသွားနိုင်တယ်ဒါပေမဲ့ဆွေးနွေးပွဲရဲ့ရလဒ်ဒီ MNDA လောက်သွားတဲ့အကွက်တိုင်းမှာလာမယ်ဆိုတာသိကြရဲ့ရှင့်တန်နယ်လီယာဆိုရင် MND ရဲ့လမ်းစဉ်တိုင်းမှာလိုက်တော့မယ်ဆိုတာသိကြပါတယ်ဘာကြောင့်လဲဆိုတော့ MND လည်းဒီလိုပဲလာရှုံးမြောက်နေမထွက်ခွာပါဘူးလို့နောက်ဆုံးချိန်ကြီးပြောသွားခဲ့တာပဲအဲ့တော့မထွက်ခွာဘူးဆိုတော့ပြောသွားတဲ့အကြောင်းအရာနောက်မှာသူတို့ကမြို့ထဲမှာရသမျှတဲ့ထုတ်တယ်ရှင့်အဲ့လို website တွေကောက်တဲ့စက်ကြီးယူတယ်ဟိုကဟိုလိုက်စင်လောက်ခိုင်းဒီလိုက်စင်လောက်ခိုင်းလက်စစ်ကြီးတောင်းလိုက်ဘာကြီးတောင်းလိုက်ညာကြီးတောင်းလိုက်နဲ့ပတ်စံတွေရသမျှတဲ့သွားတာ ပြီးလဲပြီးတော့အချိန်တန်တော့လည်းမပြောရနဲ့ထွက်သွားတာပဲခုတရားနယ်လည်းဒီလက်စင်လိုက်နေရရှင့်ကားလိုက်စင်ဆိုပြီးပတ်စံတွေတောင်းနေရှူတယ်ဒါပေမဲ့ဒီအတွက်အမကန်ချက်ဘာမှမရှိဘူးသူတို့ကားလိုက်စင်ရလဲတနိုင်ငံလုံးသွားလို့မရအောင်ဖေးကြတယ်သူတို့ဒီလဲဒီမြို့မှာထာဝရအခြေချမယ်လို့ဘယ်သူမှအမမခံတော့ဘူးဒီတော့သူတို့ဒီဒီမြို့မှာပေါ့နော်အချိန်လေးတစ်ခုရတဲ့အချိန်လေးတစ်ခုမှာရတဲ့တော့ပတ်စံရှာနေလို့ပဲကျွန်မမြင်နေရှင့်တပတ်ကစမ်းသားမယ်ဆို TNL ကအမန်ဒီလမ်းစဉ်လိုက်ဖို့တော့ကတော့90ခန်းလုံးကြော်လောက်ချီတို့တေးကြနေပါရှင့်တက်မလို့လည်းထဲအောင်မြို့တွေပြန်ပေးမဲ့အခြေအနေတခုမှာ ပြန်မပေးခင်မှာရသလောက်အရှိမြှင့်ထုတ်နေတာပါပဲရှင်ဒီကားလိုက်စင်ဆိုတဲ့သဘောတရားကဒီတော့ပြည်သူတွေဘက်ကပြန်ပြီးတွေးလိုက်တဲ့အခါကျတော့ပြည်သူတွေမှာတော့လောဆန်နိုင်ခြင်းမရှိပါဘူးရှင်တို့ရဲ့ကားလိုက်စင်ကလောလောဆယ်မှာတို့ကလုဆုံလောရတာပဲမလုဘူးဆိုရင်တို့ဟာအေးအေးယူမယ်အပြစ်ပေးမယ်ဒုက္ခပေးမယ်ဆိုတဲ့ကိစ္စတွေကြုံရမှာပဲဒါကြောင့်ကျွန်မတို့နိုင်ငံကားဆရာတွေပေါ့နော်အဲ့ဒီဒေတာတွေတွားတဲ့သူတွေဟာဆိုရင်အ ਨੇ ဆုံးလိုက်စင်နှစ်ခုလောက်ကမ်းရမှာသိကြတယ်နော်ဒီဘက်ကရန်ကုန်မန္တလေးဆင်းလာလို့ရှင်လိုက်စင်တစ်ခုတို့နေကိုတွားလို့ရှင်လိုက်စင်ကတစ်ခုအဲ့လိုပေါ့နော်ကျွန်မတို့နိုင်ငံမှာလိုက်စင်တွေအများကြီးရှင့် ဟုတ်လားပြည်တော်စုပေါ့နော်ပြည်တော်စုနေနေအားလုံးပေါ့ရှင်ဒါရန်ကုန်မန္တလေးနေပြီးတော့စသဖြင့်အဲ့ဒီဘက်တွေသွားရင်နိုင်ငံတော်ကထုတ်ပေးရဲ့ license နဲ့တိုင်းဒေသနဲ့ကင်ဒီဘက်ကိုသွားလို့ရှင်တခွင့်ချင်းစီကထုတ်ပေးရဲ့ license တစ်ခုစီနဲ့ license 6ကစုကင်ကင်နာတူတော့ရှိမှာမသိဘူးအဲ့လိုဖြစ်နေရဲ့ရှင်ပြီးတော့ TNL ကဆိုရင်သူလောလောဆယ်ခြေကုပ်ယူနိုင်တဲ့မြို့တွေကိုအရင်ညှင့်နေတာဖြစ်တယ်။ဒါကြောင့်သူဒီ MND လမ်းစဉ်တိုင်းလိုက်မှာသေးကြနေရဲ့ရှင်။ဩဂတ်လမှာသူတို့စူးနေဖို့အတွက်ရှိပါရှင်။အချိန်ကြာရင်အဖြစ်ထွက်မလားမထွက်လားဆိုတာကြည့်ရပါဘောနော်။ ဟိုကျွန်မပြောသလိုပဲ August လမှာအဖြေမထွက်ရင်တော့မှနောက်ထပ်လတွေလတွေမှာထပ်ဆွေးနွေးပြီးတော့အဖြေရတော့ MND ရဲ့အတိုင်းပဲဒီမြေတွေကိုစွန့်လွှတ်ပြီးတဲ့အခါမှာသူတို့ဟာဆိုရင်သူရဲ့ဘူမိနှက်တန်နေရာအမှန်ကိုပဲပြန်သွားမှာဖြစ်ပါရှင်ဒီခါဆိုတော့လေ license လောက်တဲ့သူတွေ license ကြီးရှုံးတာပေါ့ရှင်ဒါလေးပဲရှိပါရှင်မိဘမိသူများရှင်ကျမအနေနဲ့ TNL လေးကပေါ့နော်ထုတ်ပြီးရကားလိုက်စင်ကိစ္စကိုနည်းနည်းလေးပြောပြပြီးရခါမှာဆိုရင် ကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့ကိစ္စလေးတခုပေါ့နော်အဲ့ဒါလေးပြည်သူအတန်အနေနဲ့ပေးပို့လာတာရှိပါရဲ့ရှင့်ဒါလေးပဲကျွန်မအရင်ဆုံးဖတ်ပြပေးပါမယ်ကားနဲ့ပဲပတ်သက်ပါရှင့်စာထဲမှာပါဝင်တဲ့အကြောင်းအရာလေးတိုင်းကိုကျွန်မဖတ်ပြပါမယ်တမိရေးတဲ့မနေ့ကတမိတင်ဆက်တဲ့ပေါ့နော်မနေ့ကဆိုတာတနည်းအောင်ပြောတာပါစာကတော့ကျွန်မဆိုမနေ့ကရောက်တာပါရှင့်သမီးတင်ဆက်တဲ့တဲ့ဝတ်တော့ကရောင်းဝယ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့တင်ပေးချင်တာလေးရှိပါတယ်တဲ့သူမေးချင်တာလေးရှိရပါတော့တင်လည်းပေးချင်ပါတယ်တဲ့ လီလီရတဲ့2022ဩဂုတ်ဩဂတ်လမှာတဲ့လီလီရဲ့ကားကိုရောင်းထားပါတယ်တဲ့။သမီးတင်ဆက်တာတွေ့တော့မှသတိရလို့ဆစ်လိုက်တဲ့ခါမှာတဲ့ရောင်းထားတဲ့လီလီရဲ့ကားကလီလီရဲ့နာမည်ပေါက်နဲ့အခုချိန်ကြီးဖြစ်နေသေးပဲဆိုတာသိရပါတယ်တဲ့။လေးလေးသိထားတာကတော့ကားကိုပေါ့နော်အညီပေါက်နာမည်ပြောင်းမယ်ဆိုရင်အစိုးရအခွန်အဆောင်ရတယ်ဆိုပြီးသိထားတယ်။ဒါကြောင့်နာမည်ပေါက်ကိုဒီသူ့စီယာဝယ်သွားတဲ့သူကအခုထိမပြောင်းသေးရလားတော့မသိပါဘူးတဲ့။ ကားညနာမှာတတန်းတို့မဲ့ဆိုလဲပိုင်ရှင်မှတ်ပုံတင်လိုပါတယ်လေးလေးစီကိုတဲ့ကားလေးလေးရအောင်နော်ကားအောင်ရောင်းပြီးခဲ့ရလေးလေးစီမှာ तू ကမှတ်ပုံတင်လာတောင်းတာလည်းမရှိသလိုမျိုးတခါမှလည်းလာပြီးချိတ်ဆက်တာလည်းမရှိပါဘူးတဲ့ပြီးတော့ကားဝယ်သွားတဲ့သူကပေါ့နော်သူ့စီကနေမှတ်ပုံတင်လည်းလာမရှိဘဲနဲ့ဘာချက်လက်မှလည်းမတောင်းမဲနဲ့ကားတက်တောင်းဘလို့တိုးနေလဲဆိုတော့ तू မသိပါဘူးတဲ့ဒါပြင်ဦးလေးလေးရဲ့ကားကလည်းဝယ်လက်ဘယ်နှယောက်ပြောင်းသွားပြီလဲဆိုတော့လည်းမသိပါဘူးသမီးရဲ့တဲ့ဘလို့ဆက်သူ့နာမည်ပေါက်တော့ဖြစ်နေသေးရပေါ့နော် तू ရောင်းလာ2022ဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်တောင်ရှိနေပြီရှင်တော်တော်ကြာနေပါပြီ ပြီးတော့လေလေးကလည်းအိမ်ပြောင်းအိမ်ရွှေကိစ္စရှိရတဲ့အတွက်ကားရောက်ကောင်းဝယ်စာချုပ်ကလည်းပျောက်ရှသွားခဲ့ပါတယ်တဲ့ဒါကြောင့်သူစိတ်ပူတာပေါ့နော်လေလေးရဲ့ကားအသုံးပြုပြီးတော့လူဆိုင်မှုတစ်ခုခုများကျူးလွန်ခဲ့မယ်ဆိုရင်လည်းကားနမီပေါက်ကလေလေးပဲဖြစ်နေတော့ဆိုတော့ပြဿနာတွေကလေလေးစီကိုရောက်လာမှာစိုးရိမ်ပါတယ်တမီးရဲ့အဲ့ဒါဘယ်လိုလုပ်ရမလဲအကြံပေးပါအောင်ဆိုပြီးတော့ပြည်သူအတန်လေးပေးပို့လာပါရှင့်ကြောကျမအနေနဲ့ကာညာနာမှာတက်တန်းတူတာလေးနဲ့ပတ်သက်ပြီးတော့အချို့သောဘုသူတလေးပေါ့နော်နိုင်ငံတော်ဘုသူတလေးတခုတော့ကျမနည်းနည်းလေးပြောပြချင်ပါရှင့်ကျမကြားသိထားရတဲ့အနေနဲ့ပြီးတော့နည်းနည်းလေးပေါ့နည်းနည်းလေးပါအများကြီးတော့မပြောပါဘူးနည်းနည်းလေးပါရှင့် အဲ့ဘာလဲဆိုတော့ကားတက်တန်တို့လို့ရှင်မှတ်ပုတ်တင်မူရင်းနဲ့သကောင်စင်းမိတ်တူလိုပါရှင့်မူရင်းမပါလို့ရှင်လိုင်းရိုက်ရတယ်ဆိုတာရှိရဲ့တဲ့ဈေးမျိုးမျိုးပါပဲတဲ့အဲ့လိုလိုင်းရိုက်နေတော့မှာပေါ့နော်ကားမျိုးပေါ့အစပေါ့မူတီးပြီးတော့2သိန်းခွဲရနေပြီးတော့ဟိုစပြီးတော့ရှူကြပါတယ်တဲ့ပေါ့နော်အဲ့လိုပေါ့ Land Cruiser လို့ပါလို့ဆို8သိန်းဝန်းကျင်လောက်ထိရှိပါတယ်တဲ့အဲ့ထက်ကိုပေးရလဲရှိပါတယ်တဲ့ဆိုတော့သိရပါရှင့်ဒါကတော့ပေါ့နော်အဲ့လိုပေါ့ရှင်အသေးစားအကတိမှုလေးတွေတဲ့ကတခုပေါ့ရှင်ဒါဒါကညာနာရုံမှာတချို့ဝန်ထမ်းတွေအဲ့လိုလောက်တာရှိရပါပေါ့ရှင်ကျွန်တော်နိုင်ငံဝန်ထမ်းတွေရဲ့ဘဝကလည်းခါကြရင်စဉ်းစားကြည့်တနာဖို့တော့ကောင်းပါလေ လောက်ခလာစာကအရန်နေပါတော့လေဒီလိုမျိုးအကတိအသေးစားလေးကျူးလွန်ဖို့အတွက်ကိုသူတို့ရွေးချယ်မိကြတာပေါ့ရှင့်အဲကျွန်မနိုင်ငံကတော့ဒီမိုကရေစီပြန်ရပြီးတော့စီးပွားရေးပြန်တောင်းတဲ့နော်ဝန်ထမ်းတွေလာစာတိုးပေးနော်အကတိအသေးလေးတော့ပျောက်သွားနိုင်တာပေါ့နော်အကြီးတွေကြတော့လည်းမပျောက်နိုင်ဘူးပေါ့ရှေ့ရပေါ့နော်ကင်တွဲရမယ့်ကိစ္စနဲ့တော့ကြီးပါတယ်ဒါကျွန်မလည်းနည်းနည်းပဲပြောပြတာပါပြောလီလေးလေးရနေပြီးတော့ကျမအကြံဉာဏ်တောင်းလာတဲ့အတွက်ကျမလည်းပြောပြပေးခဲ့ပါရဲအခုလည်းထပ်ပြီးပြောပြပေးပါမယ်အဓိကတော့ကိုကနာမည်ပေါက်ဖြစ်နေတော့မယ်ဆိုရင်တော့ဒီကညာနာရုံကိုပဲဆက်သွယ်ပြီးတော့ကိုကပဲဥအောင်ပေါ့နော်ဒါကိုတင်ပြပြီးတော့ ကိုကဒီကောက်ရောင်းထားပြီးဖြစ်တယ်ဆိုတဲ့အကြောင်းအကြောင်းကြားထားတာကတော့အမှန်ကန်တယ်လို့ထင်ပါရှင့်။မှန်ကန်တဲ့ဖြေရှင်းလေးတစ်ခုလို့ထင်ပါရှင့်။အဲ့လိုလုပ်ထားလိုက်မယ်ဆိုတော့လည်းဆိုတော့ကိုကအကြောင်းကြားထားတယ်လေ။ပြဿနာတစ်ခုဖြစ်လို့ရှိရင်ကျွန်တော်အကြောင်းကြားထားတာပဲကျွန်တော်ကရောင်းထားပြီးသားနော်ဆိုပြီးတော့ဖြေရှင်းလို့လွယ်ကူမယ်လို့တော့ထင်ပါရှင့်။ကျွန်တော်ကတော့ကားပိုင်ရှင်အနေနဲ့ကလည်းအခုချိန်ထိဘလို့ပုံစံမျိုးနဲ့များပေါ့နော်အမြီပေါက်မပြောင်းတာလဲ။ဘာရွေချက်နဲ့မပြောင်းတာလဲဆိုတော့သူပဲသိမဲ့ကိစ္စရှင့်။ပြီးတော့ဒီကားညနောက်ရုံမှာတာဝန်ထမ်းဆောင်နေသူဒီအနေနဲ့ကလည်း တရားမဝင်ကာဝတ်တောက်တွေအခုနိုင်ငံတော်ကဖမ်းဖို့တော့ဘူးပေါ့နော်စီမံချက်တွေကိုလုံဆောင်နေတဲ့အချိန်မှာတကယ်လည်းဖမ်းစည်းနေတောင်ကြီးမှာဆိုဖမ်းစည်းရေးကိစ္စတွေလုပ်နေပြီရှင်စတင်ပြီးတော့ပေါ့နော်ပိုက်ဆိုင်တိုက်ကိုလုပ်နေကြတဲ့အချိန်တွေတခုမှာတရားဝင်ကားတဲ့ပုံမှာကြတော့ရောဘယ်လိုမျိုးစီမံနေကြလဲဘယ်လိုစီစစ်နေကြလဲဆိုတဲ့ကိစ္စလေးကလည်းဒါဝန်ထမ်းတွေအားလုံးပေါ့နော်အရေးချင်းတွေကိုပြန်လည်ပြီးတော့ဆန်းစစ်တင်မှာရှင့်ကျမောင်းနိုင်ငံမှာအဲ့ဒီဝတ်တောက်ကားတို့ဘာလို့ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျမောင်းနိုင်ငံအခွန်ဘဏ္ဍာရရှိမှုကအရင်ဆုံးရှုံးမှုတွေဖြစ်နေအများကြီးရှန့်အဲ့တအဲ့လိုပဲစဉ်းစားကြည့်ပါ ိမ်တိမ်မှာဝင်ဝင်မရှိလို့ရှင်အဲ့ဒီအိမ်ရဲ့တိုးတက်ရေးအဲ့ဒီအိမ်သားတွေရဲ့ဘဝတိုးတက်ရေးအခြေအနေတွေကိုဘယ်လိုမျိုးလောက်ကင်ပြီးမှလဲရှင်ကျမနိုင်ငံဝင်ဝင်ရပေါင်ရလန်းတွေကအကတိဆိုတဲ့ဂိတ်မာတွေတက်နေကြတာကကျမနိုင်ငံအတွက်အကြီးမားသောဆုံးရှုံးမှုပါပဲဝန်ထမ်းတွေနေနေရလဲလောကလာစာနဲ့တော့လုံမိရဒါပေမဲ့ကိုလုံးလိုက်တဲ့အကတိကနိုင်ငံတော်စီကိုဝင်မဲ့အကျိုးစီးပွားတွေတားဆီးလိုက်တာလားဖျက်ဆားလိုက်တာလားဆိုတော့လေကျမတို့စဉ်းစားသင့်ပါတယ်ရှင့်အများစားရမယ့်ပတ်စံကိုတယောက်တည်းစားလိုက်တာကကိုကအများပေါ်မှာအကျွေးတင်သွားပါရှင့် ဒါဟာကို့ဘွားတောင်မကောင်းပါဘူး။တန်တရားတောင်မကောင်းပါအောင်ရှင့်။ဒါကြောင့်ချုပ်လုပ်လေးတွေမှာနည်းနည်းရှော့ရှော့ပေါ့ပေါ့လုပ်ကြပါလို့ပြောချင်ပါတယ်။ဒါပေမဲ့ကျွန်မခဏပြောသလိုပါပဲ။နိုင်ငံတစ်ခုအရဆိုရင် အကြမ်းမှုရောကြခြင်းလို့ရှင့်။နိုင်ငံဝန်ထမ်းတွေရဲ့လောက်ခလာစာရိတ်ခါပါဆိုရင်ဖူလုံမှုရှိရမယ်။ဒါအပြင် e-government ပုံစံပေါ့နော်ဟိုစရင်းစရားတွေကိုတကယ်ကွန်ပျူတာနဲ့တေချာချာလေ့လာစောင့်ကြည့်နိုင်တာမျိုးဝန်ထမ်းတွေရဲ့လုံဆောင်ချက်တွေကိုအပြည့်အဝလေ့လာစောင့်ကြည့်နိုင်တာမျိုး e-government ပုံစံဖြစ်သွားရင်တော့ဒါလေးတွေရောကြသွားမှာပဲရှင့်အဲ့လိုမှမဟုတ်တော့ကျမတို့ကအင်္ဂလိပ်လိုက်စားရဆိုပြီးထောင်ထဲထည့်လဲ ဒါဟာခဏတာဖြည့်ရှင်းနေပဲရှင့်။ပေါ့နိုင်ငံမှာဖြည့်ရှင်းရခက်ခဲတဲ့ကိစ္စတွေများရှိနေပါရဲ့ရှင့်။အဲ့ဒီကမှအခက်ခဲဆုံးကိစ္စကတော့နိုင်ငံအခွန်ဖန်တာတွေကလမ်းခုလတ်မှာပဲပျောက်ဆုံးတာတွေပြုံးတိတာတွေဖြစ်နေတဲ့ကိစ္စပါပဲရှင့်။ပတ်စံမရှိတော့ဘာမှထပ်ပြီးတော့ဆက်လုပ်ပေးစရာဘူးမရှိတော့ဘူးရှင့်ကျွန်မပြောချင်တာ။သိလား။အိမ်ထဲကိုအပြည့်အဝဝင်ရမယ်ပတ်စံမဝင်တဲ့အခါမှာဒီအရက်တိုးတက်မှုကနောက်ကျမှာပဲရှင့်။နောက်ဆုံးအိမ်လေးကပြက်စီးလို့အိမ်ကိုပြင်ကျင်နေဆိုတော့မှပတ်စံမရှိဘာနဲ့ပြင်မလဲရှင့်။ ဖြည်းဖြည်းနဲ့နိုင်ငံတော်ကပတ်စံမရှိရင်ကျွေးမီတွေများလာမယ်နိုင်ငံသားတွေပို့ပြီးတော့စင်းရဲနှုံချလာမယ်အခွန်တွေနည်းလို့ရှိရင် အခွန်ရတာနည်းလို့ရှိရင်အဲ့ဒီအခွန်ကနေပြီးတော့နိုင်ငံသားတွေပြန်ပြန်သုံးရတဲ့ကျန်းမာရေးကဏ္ဍရှိမယ်ပညာရေးကဏ္ဍရှိမယ်စီးပွားရေးမှာဆိုရင်အသေးစားလုပ်ငန်းတွေကိုချင်းငွေချပေးတာရှိမယ်ဒါတွေနှောင့်နှေးကြန့်ကြလို့ရှိရင်ကျွန်တော်တို့ကခက်တစ်ခုနဲ့တစ်ခုနဲ့ကြားထဲမှာဖြည်းဖြည်းဖြည်းစင်းရဲသွားမှာရှင့်ကျွန်တော်တို့လူမျိုးတွေကဆင်းရဲနဲ့ဆင်းရဲနေကြပါတယ်ရှင့် ဒါဟာကျမပြောတဲ့စကားမဟုတ်ပါဘူးရှင့်ကျမတို့ယုံကြည်အားကိုးရတဲ့တန်ဃာတော်တွေကနေပြီးတော့ကျမတို့ဆုံးမစကားလေးပြောခဲ့တာဖြစ်ပါတယ်ကျမတို့ကစင်းရင်နဲ့စင်းရဲနေကြပြီရှင့်အခုဆိုရင်အကတိလိုက်စားနေရင်လည်းကိုပဲဒီဘဝစာလေးချမ်းသာမှာနိုင်ငံတော်ကစင်းရဲနေပါတယ်ရှင့်ဒါလေးကိုအားလုံးပဲအတိတ်တည်းနဲ့ပြန်လည်ပြုပြင်ဖို့လိုပါတယ်ရှင့်အဓိကတော့အစိုးရရန်နေရတဲ့ခုတော့ကျမတို့ကပြုပြင်ပြောင်းလဲဖို့အတွက်လိုအပ်နေတာပေါ့နော်သူများနိုင်ငံလေးအကတိကိုဘယ်လိုထိန်းချုပ်လဲအကတိဆိုတာတော့ရှင့်နိုင်ငံနဲ့မှာနည်းများရှိတာပဲ မရှိလို့လည်းမရဘူးလူတွေလေလူတွေဖြစ်တဲ့အတွက်ဟိုအကတိလုံးဝကင်းစင်တဲ့နိုင်ငံဆိုတော့ကမ္ဘာမှာမရှိဘူးအနေနဲ့များတော့လောက်ကြမှာပဲပေါ့နော်ဒါပေမဲ့နိုင်ငံတော်ထိကပျက်စီးစေတဲ့အကတိတွေတော့ကျမတို့ကပပြအောင်လုပ်ရမယ်အကတိတသေးလေးတွေဆိုပြင့်မှုတသေးလေးပဲပေးအကတိကြီးကြီးဆိုပြင့်မှုကြီးကြီးပေးတချို့ကကြတော့တရဝါနဲ့လက်နက်နဲ့မမျှတဲ့အခြေအနေလည်းရှိသေးရဲ့ရှင့်ဘာမှမဟုတ်တဲ့ပတ်စံတွေ9000 1000နဲ့ထောင်ကြတယ်ဆိုတော့လည်းဒါအတိတ်ပဲမရှိဘူးလေသိန်းကိုရချီထောင်ချီရွှေတုံးတွေရဲလက်ဝတ်ရတနာတွေယူနေတဲ့သူတွေအကတိနဲ့ထောင်ကြတယ်ဆိုတော့တန်သေးရဲ့သူတို့အတွက်ကဟုတ်တယ်နော်တန်သေးတယ် နော်အဲ့လိုမှမဟုတ်ပဲတဲ့900 1000 9000 1000နဲ့အကတိကိစ္စနဲ့ထောင်ကြတယ်ဆိုတော့မတန်ပါအောင်ရှင့်အဲ့လိုကိစ္စလည်းမိုင်းမှာအများကြီးရှိပါတယ်။အဲကြောင့်ကျွန်တော်တို့ကဒီကိစ္စကြီးကတော့ဖြေရှင်းရတာခက်တယ်တဆင့်ချင်းကိုသာကျွန်တော်တို့ကအထုံးလေးလို့ပြောရှင့်အထုံးလေးတစ်ခုတစ်ခုချင်းချင်းထုံရင်းထဲမှာပဲဒီဟာလေးကရှင်းလင်းလွယ်ကူပြီးတော့ကျွန်တော်နိုင်ငံအခွန်စည်းစိမ်မှုကအဆင်ပြေသွားမယ်လို့ထင်ပါတယ်ရှင့်။ဒီအချိန်ကြီးရောက်တဲ့အထိကတော့စိတ်ရှိလက်ရှိပေါ်ဆောင်အောင်ပါပေါ့ရှင့်။မိဘပြည်သူများရှင့်ကျွန်တော်အခုသတင်းလေးကိုမပြောခင်ပါကျွန်တော်နိုင်ငံရဲ့အခြေအနေလေးကိုနည်းနည်းလေးပြောပြချင်ပါတယ်။ ကျမနိုင်ငံဟာဆိုရင်ရင်ကျေးလိမ်မာတဲ့လူတွေညောင်များစွာမှီတင်းနေထိုင်တဲ့ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်တဲ့နိုင်ငံလေးတစ်ခုသာဖြစ်ပါရှန့်ဗုဒ္ဓဘာသာဝင်တွေရဲ့ထုံးစံနဲ့ညီကျမတို့ဟာအဆက်သက်ခံတရားတွေကိုလည်းအင်မတန်လေးထားပါတယ်ဒါပြင်ကိုကာမနဲ့ပတ်သက်ပြီးတော့တဏှာနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်နိုင်စွာနေလဲကျမတို့လူမျိုးတွေကမြင့်မားပါတယ်ရှန့်မစော်ကားတဲ့တဲ့ကိုကျမတို့မစော်ကားပါဘူးဒီခေတ်မှာတော့မရင်းသမားတွေပါရှိပါတယ်ရှိလာတယ်ပေါ့နော်ဒါပေမဲ့တနိုင်ငံလုံးမှာရှိရဲ့မြန်မာနိုင်ငံသားတွေအားလုံးကမရင်းသမားဖြစ်တာမဟုတ်ဘူးလေ ထိမ့်သိမ်းဆောက်ရှောက်တဲ့သူတွေအများကြီးရှိပါသေးရဲ့ရှင့်ဒါကကျွန်မတို့မြန်မာနိုင်ငံရဲ့မြန်မာလူမျိုးတွေရဲ့ကောင်းမွန်တဲ့စိတ်ထားလေးနဲ့ပကတိအရှိတရားပါပဲရှင့်ကျွန်မခုပြောပြမှာကတော့အဲ့အရှိတရားပေါ့နော်ကျွန်မတို့ရဲ့တန်ဖိုးထားရတဲ့ကိုယ်စင်တရားတွေကျွန်မတို့နိုင်ငံရဲ့တန်ဖိုးတွေကိုပျက်စီးဆုံးရှုံးအောင်လုပ်နေတဲ့သတင်းလေးတစ်ခုသာဖြစ်ပါရဲ့ရှင့်မူဆယ်မျိုးကပြည်ထောင်စုလုပ်ငန်းတွေအကြောင်းတွေကိုကျွန်မနည်းနည်းပြောပြချင်ပါတယ် ိဘပြည်သူများကျွန်မဓာတ်ပုံလေးတစ်ပုံပြသပါမယ်ရှင်မိဘပြည်သူများမြင်တွေ့ရတဲ့ဓာတ်ပုံကတော့ဘူဆယ်မြို့ကလူစီကားတဲ့နေရာတွေမှာပြည်ထစာလုပ်ငန်းတွေမှာတာဝန်ထမ်းဆောင်မှုအတွက်ဝန်ထမ်းခေါ်ယူနေတဲ့စာရိုက်သားဖြစ်ပါရှင့်ဘူဆယ်မြို့တွင်ပြည်ထစာလုပ်ငန်းလုပ်ကံရန်ဆိုပြီးတော့ဖုန်းနံပါတ်တွေပါသူကရေးထားပါတယ်ရှင့်ဘူဆယ်မြို့ဟာဆိုရင်ကျွန်မတို့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာထဲမှာရှိနေမြို့တစ်ခုသာဖြစ်ပါရှင့်ကျွန်မတို့မြန်မာနိုင်ငံဟာပြည်ထစာလုပ်ငန်းကိုတရားဝင်ခွင့်ပြုတာခြင်းမရှိပါဘူးရှင့် မောက်နိုင်ငံရဲ့အိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းလိုကမ္ဘောဒီးယားလိုမှာဆိုတော့ပြည်စာလုပ်ငန်းကိုတရားဝင်ဖြစ်စေဂျားကန်ဥပဒေပေါ့နော်ဥပဒေဂျားကန်ဖြစ်စေခံပြီးတော့လုပ်ကင်ခွင့်ရှိပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ပြည်စာလုပ်ငန်းကိုတင်းကျပ်စွာတားမြစ်ထားပါရရှင်ဒီလိုတားမြစ်ထားတဲ့ပြည်စာလုပ်ငန်းကိုလုပ်ကင်နေဆိုရင်မြန်မာနိုင်ငံဥပဒေလေးဖြစ်တဲ့လိမ်မှုဆိုင်ရာဥပဒေလေးဖြစ်တဲ့ပုံမှန်3ခုနဲ့အရွယ်မရောက်သေးသူကိုပြည်စာကိစ္စလုံဆောင်ဖို့အတွက်ရောင်းချမှုပုံမှန်3ခု3အရွယ်မရောက်သေးသူကိုပြည်စာကိစ္စပေါ့နော်ဆောင်ရွက်ဖို့အတွက်ဝယ်ယူမှုစတဲ့ပြည်ထောင်နေနဲ့ ထောင်ဒဏ်ထိတောင်ချမှတ်နိုင်မှာရှန့်ဒါအပြင်လူကုန်ကူးမှုတိုက်ခိုက်ရေးဥပဒေနဲ့လည်းပြည်တစားဖြစ်ခိုင်းစေတာတွေပါတယ်ဘောနော်ဥပဒေရအေးအေးယူလို့ရပါရဲ့ရှန့်ကြီးမားတဲ့ပြစ်ဒဏ်တွေလည်းပေးထားပါရဲ့ရှန့်အခုမူဆယ်မြို့မှာဖြစ်တဲ့ကိစ္စကမူဆယ်မြို့ကမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာအပြည့်မှာရှိနေလို့လားရှန့်ပြည်တစားလုပ်ငန်းတွေအဲ့လိုမျိုးပွင့်လင်းမြင်သာစွာလုပ်နေကြတာလေ ခါကြိုင်မူဆယ်မြို့ကနေတော့စဉ်းစားဆရာပဲကျွန်မတွင်းမြရာလေးရှိရပါတော့ကျွန်မမဟုတ်ပါဘူးမူဆယ်မှာနေရသူတွေရောမြန်မာနိုင်ငံသူတွေချို့တွင်းမြရင်မူဆယ်ရောငါတို့ပြန်မပိုင်တော့ဘူးလားဆိုပြီးချို့တွေးရရှိရရှင်ဘာကြောင့်လဲဆိုတော့မူဆယ်မြို့မှာရှိနေတဲ့အရာတွေလုံနေတဲ့အရာတွေကကျွန်မနိုင်ငံဥပဒေနဲ့ကဖီလာဆန့်ကျင်နေရရှင်အဲ့လိုဆိုတော့လေအော်ဒီမြို့ကငါတို့မြန်မာပိုင်းတော့ဘူးလားငါတို့လည်းမြန်မာမသက်ဆိုင်တော့ဘူးလားပေါ့နော်သူနဲ့ကိုယ်လည်းမြန်မာမသက်ဆိုင်တော့ဘူးလားပေါ့ရှင်အဲ့လိုမျိုးနေထားတဲ့ခါကျရင်တွေးမိနေရရှိရဲ့ရှင်ဒါလေးကနိုင်ငံတစ်ခုတော့မကောင်းပါဘူးနော်အဲ့ဒီတော့ကျွန်မကြားပြတ်ပြောပြတာပါအဲ့တော့မူဆယ်မြို့ကပြည်သာလုပ်ငန်းတွေအကြောင်းတွေကိုကျွန်မ လိုက်ပြီးတော့ data လေးကိုစုထားတာရှိရဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့သတင်းဌာနတွေမှာတင်တာတွေလည်းရှိပါရှင့်ဒါလေးတွေကိုကျွန်မစုစည်းပြီးတော့ဒီနေ့မှာတင်ဆက်ပေးမှာဖြစ်ပါရှင့်မူဆယ်မြို့မှာဆိုရင်ဟိုနားရက်ကွက်ဟိုမွန်ကောင်းမူတုံကောင်းမူလွယ်တောင်ရက်ကွက်စွမ်စော်နဲ့ဆက်မှုရက်ကွက်တွေမှာပြည်ထစာရုံပေါင်း69ရုံတတိရှိရဲဆိုပြီးသိရပါရှင့်ဒီပြည်ထစာရုံတွေတရှိရနေရာတွေကတော့မူဆန်မြို့မှာရှိတဲ့တိမ့်တန်းချီကားကြီးဝင်းမှာဆိုရင်၉ခန်းရှိတယ်။စင်ပြူစေးတွင်းမှာ၄ခန်း၊စက်မှုရက်ကွက်မှာ၇ခန်း၊ကားလေးဝန်းရဲကင်းအနီးမှာ၃ခန်းနဲ့ စွန်စော်ရောက်ကမှာ၃ခန်းတိတိဖွင့်လှစ်ထားရှိပါရှင့်သူကြကြအနေနဲ့ကဒီပြည်ပြည်တစာရုံလေးပေါ့နော်ပိုင်ဆိုင်တဲ့သူရှိရဲ့တဲ့အဲ့ဒီသူတွေကနမ်ခမ်းမျိုးမပြည်သူစစ်ရဲ့မန်ပြင်းပြည်သူစစ်ရဲ့တာမိုးငယ်ပြည်သူစစ်တွေဖြစ်တယ်ဆိုပြီးတော့ဒေသခံတွေကပြောဆိုနေရရှိပါရှင့်ပြီးတော့ဒီဒေသခံတွေကလည်းမူဆဲဒေသတွင်သတင်းဌာနတွေကိုဘေးပို့နေကြလဲမြင်တွေ့ရပါရှင့်သူတို့ဒေသမှာနေတော့သူတို့အသိဆုံးပါရှင့်အဲ့လိုဖြစ်နေတာပါရှင့်ဒီပြည်သူစစ်အဖွဲ့တွေကဆိုရင်ねမူဆဲမျိုးကခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ကအကျင့်ပြတ်ဝန်ထမ်းအချို့စီကိုလိုင်းချေးပေးပြီးတော့ဖွင့်လှစ်နေရဲဆိုပြီးသိရပါရှင့်ပေးရတဲ့လိုင်းချေးကတော့တရုံကို25တရက်နဲ့30အထိပေါက်ကြီးရှိတဲ့ရုံအကြီးအသေးပေါ်မူတည်ပြီးတော့လိုင်းချေးပေးရတယ်ဆိုပြီးသိရပါတယ်စိုးရတာတခုကတရားမဝင်ဖွင့်လှစ်ထားတဲ့ပြည်ထောင်စုရုံတွေမှာဆိုရင်မျိုးသူပိငယ်တွေကိုအတ္တမခိုင်းစေရရှိရဲပြည်ထောင်စုရုံမှာလုံဝင်လုပ်တယ်ဆိုရင်မိန်းကလေးတွေရဲ့နေရက်ကိုမပြောင်းနိုင်အောင်လို့ပြည်သူစစ်တွေစီရေးတာဝန်ခံခေါင်းဆောင်တွေက တို့ရဲ့ဖုန်းတွေမှတ်ပုံတွေနဲ့ငွေကြေးတွေကိုသိမ်းဆည်းထားခဲ့တယ်ဆိုပြီးတော့လည်းပြောကြားထားကြတာမြင်တွေ့ရပါတယ်။မူဆယ်ကပြည်ထစာရုံနေမှာဆိုရင်လူသက်မှုတွေလည်းဖြစ်ပွားတတ်တယ်လို့သိရပါတယ်။ပြီးတော့ဒီလိုတရားခံဥစ္စာပေါ်လူသက်မှုဖြစ်ပြီးတာနဲ့တရားခံဖမ်းဆီးရမိတာမရှိပါဘူးလေရှင်။2024ခုနှစ်မှာဆိုရင်လည်းမင်္ဂလာမူဆယ်က KTV နဲ့ပြည်ထစာရုံမှာစကိုင်းတိုင်းတာဝိတ်ထိကအသက်22နှစ်အရွယ်ရှိတဲ့မျိုးသမီးငယ်တူလည်းအသက်ခံရတာဖြစ်မှုပါတယ်လေရှင်။ဒါပေမဲ့ယနေ့ချိန်ထိတရားခံဖမ်းမိတာကျန်လည်းမရှိပါဘူးရှင်။ကျွန်မကပြောပြတာကမူဆယ်မြို့မှာနေထိုင်တဲ့သူတွေဆိုတော့သိမှာပါနော်။ ကျွန်မတို့ပြောတာထက်ပို့ပြီးတော့ data တွေရှိရဲဆိုတော့ကျွန်မတို့အခုသတင်းလေးရဲ့အောက်မှာ comment လေးကနေလာပြီးတော့ရေးသွားပေးပါရှင့်မိဘပြည်သူတွေလည်းသိရတာပါရှင့်နောက်နေ့တွေမှာကျွန်မတို့ဒီ data လေးအပြန်စုပြီးတော့သတင်းလေးကိုဖြည့်ဆွက်ပြီးပြောလို့ရရဆိုတော့ပြောပြပေးပါမယ်ရှင့်နေကန်တွေကတော့အသိဆုံးဖြစ်မဲ့ကိစ္စလေးပေါ့နော်ဒါလေးတွေကိုရှင်းပေးပါရှင့်အခုကျမနောက်ဆုံးသိရလေးတခုကတော့ TNL ရကနေပြီးတော့အမှုဆဲမှာရှိရပြည်စာရှုံတွေပိုင်းရှင်တွေကိုအကြောင်းကြားရတယ်တဲ့ပြည်စာရှုံတွေကိုတဲ့ဒီအကြောင်းကြားတာကပါတယ် TNL အမှတ်တော်ခရိုင်ခွန်ဌာနကွယ်ခွန်ဌာနနဲ့ဌာနကွယ်တက်ကလာပြီးတော့အကြောင်းကြားတာတဲ့ ဇော်လိုင်းလ15ရက်နေ့နောက်ဆုံးထားပြီးတော့ဒီမူဆယ်မှာရှိတဲ့ပြည်တစာရှုံနေမင်းတို့ပိတ်ရမယ်ဆိုတဲ့သဘောပေါ့နော်အလကားတော့လာပြောတာမဟုတ်တော့ဘူးတကူကူအပေးယူလာလောက်တာပဲဖြစ်ဖို့များပါရဲ့ရှင့်အဲ့ဒီကိစ္စလေးလည်းကျွန်တော်ကြားထားပါရဲ့ရှင့်ဒါသတင်းဌာနတွေမှာပေါ်ပြတာကျွန်တော်ပြောပြတာပါအော်ကျမနေနဲ့မေးခွန်းထုတ်စရာလေးလည်းရှိလာတာပေါ့ရှင်။တရင်လေးပေါ်အခြေခံပြီးတော့ကျမမေးခွန်းပဲထုတ်လိုက်ချင်တော့ပါရှင့်။အဲ့ဒါပါလဲဆိုတော့နံပါတ်၁ကကြတော့မူဆယ်မြို့မှာပြည်သူစစ်တွေကဒီလိုမျိုးပေါ့နော်ပြည်စာလုပ်ငန်းတွေကိုခေါင်းနေနဲ့ပေါ့နော်ပြည်စာခေါင်းနေနဲ့လုပ်နေရဆိုတဲ့ကိစ္စရယ်ကိုနိုင်ငံတော်ကသိပါသလားရှင့်။ ဒီပြည်သူစစ်တွေကတရားဝင်ဖွဲ့စည်းထားတာဆိုရင်နိုင်ငံတော်နဲ့လည်းသက်ဆိုင်နေသူတို့ကလေသူတို့လုပ်နေလို့ရတရားတရားဝင်လုံခြုံရေးမှာပတ်သက်နေရဆိုတာကိုနိုင်ငံတော်ကရောသိရှိပါသလားပေါ့နော်ဒါတွေကိုစစ်ဆေးပါသလားပေါ့ရှင်ဒါလေးကျွန်မမေးခွန်းထုတ်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုဆိုသတင်းကသတင်းဌာနတွေမှာလည်းပြန်လာပြီးလူမှုကွယ်မှာဆိုလည်းမမြင်ချင်မှအဆုံး။မူဆယ်မြို့ကပြည်စာအခုဆိုဓာတ်ပုံကောင်ပြန်လာပြီရှင်။လမ်းလေလမ်းခွာတွေမှာပြည်စာတွေကိုအလကားကိုခေါ်ယူနေတာ။အဲ free overload ပြန်လေးနဲ့သာတော့ခေါ်ယူနေတာရှင်ကျွန်မပြောချင်တာ။ပေါ့နော်အဲ့တော့ ပြည်စာလုပ်ငန်းတရားဝင်လုပ်ပိုင်ခွင့်မရှိတဲ့နိုင်ငံရဲ့မြို့တစ်ခုမှာပြည်စာလုပ်ငန်းလုပ်ဖို့အတွက်တရားဝင်ခေါ်ဆောင်နေရဆိုတော့အဲ့ဒီမြို့မှာရှိတဲ့အာဏာပိုင်တွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေမှာတာဝန်မရှိဘူးလားရှင့်ဒီရုံတွေဟာပြည်သူစစ်တွေပိုင်ပါတယ်ဆိုပြီးဒေသခံတွေကအခိုင်အမာပြောကြားလာတဲ့အချိန်တွေတခုမှာအာဏာပိုင်တွေကတော့တွားရစစ်ဆေးဖို့အတွက်စီစဉ်ရှိပါသလားရှင့်ဒါလေးကျွန်မပထမဆုံးမေးခွန်းတစ်ခုအနေနဲ့မေးချင်ပါတယ်နောက်ထပ်မေးခွန်းတစ်ခုက TNL ကိုမေးချင်တာပါရှင့် မူဆယ်မြို့ဟာဆိုရင် TNL တွေနဲ့ဘာမှသက်ဆိုင်ခြင်းမရှိတဲ့မြို့ပါသူသိမ့်ပိုက်ထားတဲ့မြို့ထဲမှာလည်းမူဆယ်လည်းမပါအောင်ရှင်အဲ့ဒါကိုမူဆယ်မှာရှိတဲ့ပြည်ထစာရုံကိုလှမ်းပြီးတော့မင်းတို့ဒီပြည်ထစာရုံကိုဘယ်နည်းအပိပိတ်ရမယ်ဆိုပြီးလှမ်းပြောတယ်ဆိုတော့ဘာသဘောလဲရှင် TNL တွေတို့ဘာလို့อ่ะမြန်မာနိုင်ငံမှာအဲ့လိုမျိုးကြိုက်တဲ့မြို့ကိုလက်ညှိုးထိုးပြီးတော့စိတ်ထင်ရလုပ်လို့ရနေပြီလားရှင်အဲ့လိုဒီဩဇာအာဏာကြီးမားနေပြီလားရှင်ဒါမှမဟုတ်ရင် TNL ရဲ့ချင်းချောက်မှုကိုရရှိရဲဆိုတော့ဒီမှာရှိတဲ့ပြည်စာရုံပိုင်ရှင်တွေက TNL နဲ့ဆက်ဆက်ပတ်သက်ထားကြလို့လားဒါမှမဟုတ် TNL ကဝေစုရတာလို့လား စက်ကြီးကောက်တဲ့ထဲမှာလိုင်းကြီးရတဲ့ထဲမှာသူရောပါနေလို့လားဒါပြင်ဟိုမိဘဖြစ်သူတို့အားလုံးသိရတဲ့အတိုင်း KTV တို့ပြည်စာရုံတို့မှာငွေရစေဝါးတယ်ဆိုတာကမမြင်ချင်မှအဆုံးမဲရှင်ရန်ကုန်မှာဆိုကြိုက်တဲ့ KTV ကိုလက်ညှိုးထိုးပြမယ်ဝင်ဆက်လိုက်ပါအတိမဲ့ပေးပဲဝင်ဆက်တော့အတိပေးဝင်ဆက်တော့မပြောတတ်ဘူးအတိမဲ့ပေးပဲဝင်ဆက်လိုက်ပါရှင်ငွေရစေမိပါလေမူးစေမှာလေပြည်စာရုံတို့ငွေရစေမရှိဘူးလို့ဘယ်သူအားမခံပါလဲရှင်ဒီတော့အားလုံးဆက်ဆက်နေကြတာလား လက်နက်တွေမူးရီစိတ်တွေမိမ့်မတွေဆိုတဲ့ကိစ္စတွေကစစ်ပွဲဖြစ်နေတဲ့နေရာတိုင်းမှာမြင်ရတဲ့အနိုင်ထာယုံတွေပဲရှင့်ဒါတွေကိုအကျိုးစီးပွားရှာစားနေကြတာလားဆိုတာကတော့တူးဖို့တဲ့အမြင့်တွေသာဖြစ်ပါရဲ့ရှင့်ကျွန်တော်နိုင်ငံမြို့နှံ့ကလက်နက်ကင်တွေရဲ့မဟုတ်တဲ့ဩဇာအာဏာတွေကိုပေါ့နော်ခံယူရရှိနေရပြီဆိုတာကကျွန်တော်တို့နိုင်ငံရဲ့အချုပ်ချာအာဏာထိခိုက်ပါရဲ့ရှင့်ဒါလေးကလည်းမခံကျင်စရာဖြစ်တဲ့အတွက်ကျွန်မသတင်းသုံးသပ်ချက်လည်းပြောပြရဖြစ်ပါရဲ့ရှင့် မူဆယ်မြို့မှာပြည်စာလုပ်ငန်းတွေကများပြားလာတဲ့အတွက်ပြည်သူတွေရဲ့လုံခြုံရေးကလည်းအဆင်မပြေတော့အောင်ရှင့်ပြီးတော့အမြင်မတည့်တဲ့တိုင်းအများကြီးဖြစ်လာမယ်။တားပြို့သမီးပြို့လေးတွေစိတ်မချတဲ့ကိစ္စတွေလည်းမိဘတွေမှာခံစားလာရတဲ့ရှင့်။ဒါကြောင့်နိုင်ငံတော်အနေနဲ့ကမူဆယ်မြို့ကိုတေချာလေးပိုက်ဆိုင်တိုက်ပြီးစစ်ဆေးတယ်လို့ကျွန်မမြင်ပါတယ်ရှင့်။ကျွန်မနိုင်ငံရဲ့ဖြစ်နေတဲ့စိုးကြိုးတွေအားဆိုရင်ရန်သူတွေကြောင့်လည်းဖြစ်ရတာဖြစ်တယ်လို့မျိုးကိုယ့်ရဲ့အိမ်ပေါ်မှာတစ္ဆာမရှိတဲ့အိမ်သူအိမ်သားတွေကြောင့်လည်းဖြစ်ရတာပါပါတယ်ရှင့်။ဂျာကန်တို့တစ်ခုထီကိုပါနေပါတယ် နိုင်ငံတော်မပုံကံမှုဆိုပေမဲ့နိုင်ငံတော်ပုံကံတဲ့သူတွေနဲ့ပေါင်းပြီးတော့အကျိုးစီးပွားရှာစားနေတာလေနိုင်ငံတော်ဖျက်ဆီးနေတဲ့သူတွေပါပဲရှင့်အဲ့လိုအိမ်သူအိမ်သားတွေဖြစ်နေလားဆိုတာကတော့ကိုကုတ်ကိုပဲမေးခွန်းထုတ်ကြည့်ကြပါရှင်ကျမောက်နိုင်ငံမှာဒီလိုလူတွေများနေတော့ကျမောက်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကအင်မတန်ခက်ခဲမှာပါရှင့်အိမ်သူအိမ်သားတွေကိုယ်တိုင်ကသစ္စာမှမရှိတာကိုယ့်အိမ်ပေါ်မှာလေကိုမိသားစုပေါ်မှာသစ္စာမှမရှိတာရှင့်ရန်သူကကျမတို့ကိုလှုပ်ချင်အောင်လှုပ်တာကတော့မဆန်းပါဘူးရှင့်ဒါလေးကိုပဲကျမသတင်းသုံးသပ်ချက်လေးရနေပြီးတော့ မခံချင်စိတ်နဲ့ပဲပြောပြလိုက်ပြစီတော့ရှင်မိဘပြည်သူများရှင်ကျမယူနစ်တင်ဆက်ပေးတဲ့သတင်းလေးကိုဒီနောက်နေပဲရှင်းနာပြစီရှင်ကျမသတင်းသုံးသပ်ချက်လေးတွေကိုကြည့်ရှုပြီးတိုင်းမှာမိဘပြည်သူများအနေနဲ့သဘောထားမှတ်ချက်လေးတွေရေးသားပေးတာလည်းကျမအများကြီးကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့သတင်းတင်ဆက်မှုတွေတွေဟာမိဘပြည်သူများရဲ့ရှင်လဲကိုဘလို့ခံစားချက်တွေနဲ့ရောက်ရှိသွားလဲကျမတို့သတင်းပေါ်မှာမိဘပြည်သူတို့ဘလို့သဘောထားလဲဆိုတာလေးတွေကျမတို့သိချင်ပါတယ်ရှင်ဒီတော့မှလာကျမတို့ကနောက်ထပ်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 နေ့တွေမှာပိုကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးနိုင်မှာဖြစ်ပါရဲ့ရှင့် ဒါကြောင့်ကျမတို့လည်းနေရန်ကြိုးစားပါမယ်။မိဘပြည်သူများကလည်းကျမတို့သတင်းလေးကြည့်ရှုပြီးရခါမှဆိုရင်စိတ်ထဲမှာရှိတဲ့အတိုင်းပွင့်လင်းစွာနဲ့သဘောထားမှတ်ချက်လေးရေးပေးဖို့အတွက်လည်းကျမတိုက်တွန်းချင်ပါတယ်ရှင်။ဒါဟာကျမတို့အကူအညီချင်းပါပဲရှင်။ကျမတို့အချင်းချင်းပဲကူညီဆောင်ရှောက်ဖို့အတွက်လိုပါတယ်။ကျမတို့ပြည်ရင်းမီဒီယာရဲ့ရည်တည်မှုကမိဘပြည်သူတွေကူညီဆောင်ရှောက်မှုနဲ့သာရည်တည်ရတာပါရှင်။ဒါကြောင့်ကျမတို့ကိုကျမတို့သတင်းလေးမြင်တဲ့အခါတိုင်းမှာပေါ့နော်။လိုက်လေးတွေခွန့်မှန်လေးတွေပေးခြင်းဟာကျမတို့ကိုကူညီဆောင်ရှောက်ခြင်းပါပဲရှင်။ကျမတို့ကမိဘပြည်သူတွေကိုကူညီဆောင်ရှောက်မှုနဲ့အတူမိဘပြည်သူတွေအတွက်အကျိုးရှိတဲ့သတင်းပေါင်းမြောက်များစွာကို နောက်ထပ်နှစ်ပေါင်းမြောက်များစွာအထိကျမတို့စ조사ပြီးတော့တင်ဆက်ပေးနေဦးမှာဖြစ်ပါရဲ့ရှင်။မိဘပြည်သူတို့ကျမတို့အလိုရှိနေတဲ့အချိန်ထိကိုကျမတို့ကဆက်လက်တာဝန်ထမ်းဆောင်နေမှာပါရှင်။ကျမတို့နိုင်ငံတော်ပေါ်မှာထားတဲ့စေတနာအလျောက်နိုင်ငံတော်ကောင်းစိုးဖြစ်ပါစေလို့လည်းကျမဆန္ဒပြုပါရဲ့ရှင်။ကျမတရင်တုံးတက်ချက်လေးကိုအမြဲတမ်းအားပေးကြည့်ရှုကြရတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေလို့ကျမတို့ Prime Media မိသားစုမှစုတော်မေတ္တာပို့သလိုက်ရပါတယ်ရှင်။